ဧကန်သောဘတ်တီတင်ပို့ရန်နှင့်စက်ယုံတီဆောင်ရန်ယာထားဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်ရာသီချိန်အတွင်းအေခဲသောဘတ်တီတင်ပို့ဖို့နှင့်မြန်မာနိုင်ငံမှသောဘတ်တီဆက်ရုပ်အသစ်တည်ဆောက်နိုင်ဖို့အိန္ဒိယနိုင်ငံကနေလာရောက်ရှင်းသည့်မြုပ်နှံချဖို့ဖိတ်ခေါ်ထားရလို့မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကသိရပါသည်။ အခုနှင့်ထောပတ်သည်ရှားသည်မှမြန်မာနိုင်ငံကနေအေးခဲထောပတ်သည်တန်၂၀၀ခန့်ကိုအိန္ဒိယနိုင်ငံသို့တင်ပို့နိုင်ရှိရသောမြန်မာနိုင်ငံထောပတ်သည်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှအိန္ဒိယနိုင်ငံဘက်သို့နမူနာပေးပို့ဖို့နှင့်မြန်မာထောပတ်သည်အိန္ဒိယနိုင်ငံသို့တင်ပို့ရှားမှအိန္ဒိယနိုင်ငံရဲ့ဆောင်ရွက်ရှားမဲ့လုပ်ငန်းစဉ်တွေကိုအိန္ဒိယနိုင်ငံဘက်ကနေပံ့ပိုးပေးဖို့နိုင်ငံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာအိန္ဒိယကသောပတ်သီးစိုက်ယုံလာရောက်တည်ထားမဲ့အခြေအနေနဲ့ပတ်သက်လို့မြန်မာနိုင်ငံသောပတ်သီးစိုက်ပျိုးထုတ်လုပ်သင်ဖို့ရောင်းချသူများအသင်းကအထွေထွေအသွင်းရေးမှူးဦးကျော်စိုးမင်းကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါသေးတယ်။ဒီဟာကမလောက်ရသေးဘူးပေါ့။နောက်ပြန်ဖတ်ချက်ပဲရှိတယ်။ဧကထောပတ်တီတွေကိုလက်ရှိမှာတင်ပို့နေတော်လဲနီးပညာအခက်ခဲတွေရှိနေသေးတာကြောင့်မအောင်မြင်သေးပဲအိန္ဒိယနိုင်ငံကိုကန့်လှမ်းရတာဖြစ်တယ်လို့လဲဆိုပါတယ် ။ဤရဲမှာ Hashtopat ဒီ site အေကာပေါင်း2000ခန့်ရှိပြီးနှစ်စဉ်စတင်ပါလာကနေဒီဇင်ဘာလအတွင်းပြည်တွင်းပြည်ပဈေးကွက်တွေကိုတင်ပို့ရောင်းချလေရှိတယ်လို့သိရပါတယ်ရှင်။